ားလုံးဝမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့မိတ်ဆွေတယောက်ကျွန်တော်ဆိုရှယ်မီဒီယာ post တစ်ခုအောက်မှာလာပြီးတော့ဆွေးနွေးထားတဲ့ဆွေးနွေးချက်ကလေးပေါ့နော်အဲအကြောင်းလေးကျွန်တော်ကဆွေးနွေးပေးခြင်းပါတယ်အဲ तू ကအဲ့မှာပါဆွေးနွေးလဲဆိုတော့ तू အသက်က30ခွန်ရှိပြီ तू မှာကိုယ်ပိုင်လုပ်ငန်းလည်းမရှိသေးဘူးနော်ကိုယ်ပိုင်အိမ်လည်းမဝယ်နိုင်သေးဘူးပေါ့နော် तू လက်ရှိချိန်မှာနိုင်ရသွားရင် तू ကတော့ရေးထားတာကိုရီးယားသွားရင် तू အောင်မြင်နိုင်ပါမလားပေါ့နော်အဓိကကျွန်တော်တို့အခွင့်အလမ်းပဲဗျအခွင့်အလမ်းပဲဆိုတော့ပြည်ထဲမှာတော့ဒါအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ဒါအများစုအကုန်လုံးပေါ့လေကျွန်တော်တို့ အကြက်တဲတွေကြုံနေရတယ်ကျွန်တော်တို့တချို့လော့ကန်ခတ်တာတွေရှိတယ်တချို့ဆိုရင်အဲဒီချိန်ဒီခါလောက်မှာအလုရှာတာအကျွန်တော်ခတ်တာတွေရှိတယ်တချို့အလုတွေပြုတ်တယ်တချို့ဝင်ဝင်တွေညော့တယ်စသဖြင့်ကျွန်တော်တို့သူ့ပုံစံနဲ့သူကျွန်တော်တို့မှာအခက်ခဲတွေစိန်ခေါ်မှုတွေကြုံနေရတယ်ဘာလို့တချို့လဲကျွန်တော်ပြပသွားတာတွေရှိတယ်ပြပမှလည်းကျွန်တော်တို့မိတ်ဆွေတွေတက်မှာပဲအဆင်ပြေတဲ့လူတွေရှိတယ်တချို့ဟိုမှာလည်းကျွန်တော်တို့ကြက်ကြက်တဲတဲနဲ့ကျွန်တော်တို့လှုပ်နေကြတိုင်းနေရတယ်လူတွေရှိတယ်ပေါ့ဆိုတော့အရေးကြီးတာကတော့ကျွန်တော်တို့ခုဘာလုံးနိုင်လဲကို့အတွက် ဘာခွင့်လန်းရှိလဲပေါ့နော်ဒါကျွန်တော်တို့ကခြိတက်ဖို့လိုတယ်ခြိတက်ဖို့လိုတယ်ဆိုတော့မကောပြည်ထဲမှာနေမယ်ဆိုတော့ပြည်ထဲမှာကိုလောက်နိုင်တာဘာရှိလဲကိုတော့ခွင့်လန်းဘာရှိလဲပေါ့နော်ကျွန်တော်ကြည့်ဖို့လိုတယ်မကောထားပါတော့ကျွန်တော်တို့ဒီ professional လောက်မှခွင့်လန်းလောက်မှဆိုရင်လည်းကိုအလောက်ကန်ခွင့်လန်းရှိလားကိုတက်ထားတဲ့အတတ်ပညာနဲ့ကိုရှိတဲ့ skill နဲ့ကျွန်တော်တို့ဘာတွေလုပ်လို့ရလဲကျွန်တော်ကြည့်လို့ရတယ်အနောက်တစ်ခုဒါမှမဟုတ်ကျွန်တော်ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင်လည်းအကိုလုံနိုင်တာနဲ့ကိုလုတ်ချင်တာနဲ့ကျွန်တော်ပြည်တော်မှာလုတ်လို့ရလားအမတချို့ဆိုရင်ကျွန်တော်တို့ပစ္စည်းတွေသွင်းရခတ်တာတွေ ကျွန်တော်ရှေ့ကျင်ရှိမယ်တချို့ကျွန်တော်တို့ဒီကုန်ရမ်းဈေးတွေနဲ့ကျွန်တော်တို့ဒီဘက်မှာဒီလူတွေရဲ့ဝင်ငွေအခြေအနေနဲ့ကျွန်တော်လောကကံခတ်တာတွေလည်းရှိနေတယ်ဒါပေမဲ့တစ်ဖက်မှာလည်းတချို့ကျွန်တော်မိတ်ဆွေတွေမှာပဲအဆင်ပြေနေသူတချို့ရှိတယ်တချို့ဆိုလုပ်ငန်းတွေဒီကာလမှာချဲ့နေတာရှိတယ်စသဖြင့်တယောက်တယောက်မတူကြဘူးပေါ့နော်ကျွန်တော်တို့တချို့အဆင်မပြေတာတွေရှိတယ်တချို့တည်း အဆင်ပြေနေတာတွေတိုးတက်နေတာတွေရှိတယ်ဗောနော်စသဖြင့်အဲ့တော့ကျွန်တော်တို့ဒီကိုယ့်ရဲ့လုံနိုင်စွမ်းနောက်ကိုယ့်အတွက် opportunity ပါရှိတယ်ကျွန်တော်တို့ဒါနဲ့ကြည့်ဖို့လိုတယ်ဗောဒီလိုမဟုတ်ဘူးပြည်တွင်းမှာလုံးလုံးအဆင်မပြေဘူးကိုကပြည်ပကိုထွက်မှရမယ်ပြည်ပကိုထွက်မှရမယ်ကိုယ့်ရဲ့ skill နဲ့ပြည်ပမှာလုံးလုံးမှရမယ်ကျွန်တော်တို့စီးပွားရေးပဲလုံးလုံး investment ပဲလုံးလုံးပဲပြည်ပမှာပဲကျွန်တော်တို့လုံးလုံးရမယ်ဆိုရယ်ဒါပြည်ပထွက်တဲ့ရင်လည်းကျွန်တော်တို့ထွက်ဖို့လိုတယ်ဗောနော်ကျွန်တော်ဒီနောက်ပိုင်းမှာပို့ပြီးသတိထားမိလာတာတခုဗောနော်ကျွန်တော်မင်္ဂလာတရားတော်တည်းမှာလည်းပါတယ်ပဋိရူပ data ဝါတောစာ ကျွန်တော်တို့တင့်တင့်လျှောက်ပတ်တဲ့အရက်တွေသာမှနေထိုင်ဖို့အရေးကြီးတယ်ပြည်တွင်းမှာနေထိုင်လို့ကိုယ့်အတွက်မှန်ကန်တဲ့တင့်တော်တယ်ဆိုရင်ဒါပြည်တွင်းမှာကျွန်တော်တို့ရှင်သန်ရက်တည်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာအဆင်မပြေဘူးကိုယ်ပြိပထွက်မှပြိပမှလောက်ကင်မှရှင်သန်မှကျွန်တော်တို့အဆင်ပြေမယ်ဆိုရင်ဒါပြိပလည်းကိုယ့်အတွက်ဒါရွေးချယ်စရာဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကိုယ့်အတွက် ဘယ်ခွန်လန်းတွေရှိလဲကျွန်တော်တို့ဘာတွေလုပ်မှန်းလဲဒါနဲ့ချိန်ဖို့လိုတယ်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့အသက်ရွယ်ပေါ့နော်ဒီမှာဆွေးနွေးထားတဲ့မိတ်ဆွေကသူတက်က38နှစ်ရှိပြီဆိုတော့ဒါပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော်တို့ဒီသက်တည်ရွယ်ဆိုတော့ဒီ30တို့40တို့ပတ်ချလဲဒါလမ်းကြောင်းတစ်ခုပေါ့ရှောင်းနေရမယ်အရွယ်ပေါ့နော်ဒါပေမဲ့ဒီဘက်မှာကျွန်တော်တို့ရဲ့လက်ရှိအခြေအနေတွေကဒီအသက်ရွယ်မှာပဲကျွန်တော်တို့ဒီရုံးကန်တွေက struggle လုပ်နေရတာတွေရှိတယ်ဆိုတော့ကျွန်တော်တို့တစ်ခုလုပ်ပြီဆိုရင်ရေးကြည့်တာဒီငွေကြေးလည်းရဖို့လိုတယ်နောက်တစ်ခုက ဒီအထွေကြုံတို့နောက်တစ်ခုက scale တွေကျွန်တော်တို့ဘာတွေရနိုင်လဲနောက်တစ်ခုကဒီ network ပေါ့နော်ဘာတွေရနိုင်လဲဒါတွေနဲ့လည်းချိန်မှုရည်ကြည့်တယ်ဆိုတော့ပြန်ချုပ်ရရင်တော့ကိုဘာလောက်နိုင်လဲကိုတက်ဘာဖွင့်လန်းနေရှိလဲပေါ့နော်ဒါတွေနဲ့ချိန်မှုရည်ကြည့်ပါတယ်တိုးတိုင်ငွေကြီးနဲ့ CY ဆိုင်ရဲ့ video တွေပုံမှန်ချစ်ချိုးနားဆင်နေတာဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်